Hello အားလုံးမင်္ဂလာပါရှင်အခုကတော့ဒီဂျွန်လာရောက်ပြီပေါ့နော်ဂျွန်လာရောက်ပြီဆိုတဲ့အတွက်ကြောင့်ဂျွန်လာရဲ့ပုံစံတိုင်းပေါ့နော်ဒီမှာအာနေရနေပြီးတော့မိုးကဒီကူလာရဲ့ကာလဖြစ်တဲ့အတွက်ကြောင့်အာရာဒီဥလိုပြောင်းလဲမှာပေါ့နော်အာညီမကောင်းပြတဲ့လူတွေများတယ်ဖျားရတဲ့အနာတွေဖြစ်တာဖြစ်တဲ့လူတွေများတယ်ပေါ့နော်ဒါကြောင့်မလို့အာ ရတဲ့ဥထုပ်ပြောင်းလဲမှာအခုပြောင်းမှာပေါ့နော် ကျက်မရေမကောင်းနေတဲ့တူတွေကျက်မရေအဲ့လိုအဆင်ပြေတဲ့တူတွေရှိနေမှာဆိုလို့ရှိရင်ဒီဗီဒီယိုလေးကိုဆက်ပြီးတော့မှကြည့်လို့ရပါတယ်နှမောင်ဆုံးနေတဲ့လက်ရှိ ကျက်မရေအခြေအနေကဘယ်လိုရှိလဲကြည့်ကြအောင်နော်အော်ကျက်မရေကတော့ကောင်းနေတယ်တဲ့အဲကျက်မရေကကောင်းတယ်အဆင်ပြေတယ်ပေါ့ကွယ် အဲကျမရေကောင်းနေတဲ့စင်ပြေတကယ်လို့ကိုကကျမရေမကောင်းနေတဲ့သူဆိုနာမှာကိုကိုကျမအောင်အဲ့လိုမျိုးဖြည့်ဆည်းပေးကိုမကျမရင်တဲ့အချိန်မှာပေါ့နော်ပြန်လဲပြီးတော့မှကျမလာအောင်လို့အဲ့လိုမျိုး supporting ပေးမယ်ကူညီပေးမယ်ဖိမပေးမယ်ပြုစုပေးမယ်သူတယောက်ရှိရဲ့အာသူတို့ပြီးတော့အဖေဖြစ်နိုင်တယ်ပေါ့နော်အဖေစီကနေပြီးတော့မှအဲ့လိုမျိုး ဆောရှောက်မှုတွေရတဲ့အတိုင်းမျိုးဖြစ်တတ်တယ်ပေါ့နော်အဖေတို့မဟုတ်လို့ရှိရင်လည်းပဲအကိုဘောနော်ဟောကြလေးအနေကြီးများတော့အဖေတို့မဟုတ်အကိုအဖေတို့မဟုတ်အကိုမဟုတ်ဆိုလို့ရှိရင်လည်းပဲတခြားတော့ပတ်စံနဲ့ပေါ့နော်ငွေကြေးပိုင်းဆိုင်ရာမှာကိုကိုထပ်ပတ်ပြီးနည်းနည်းဒုတိယကနေပြီးတော့မှကိုကိုကိုရဲ့ကျမ်းမိုင်နဲ့ပတ်သက်ပြီးတော့မှအာတူရောစိတ်ကနေပါလက်ကြောင်လက်ပြပေးနိုင်လိမ့်မယ်ဒါပေမဲ့ အငွေကြေးပိုင်းဆိုင်ရာမှာကိုကိုပေါ့နော်စီကံပြဖို့အတွက်ပတ်စံထုတ်ပေးရမျိုးတို့နော်အဲ့လိုမျိုး support တွေပေးလိမ့်မှာဖြစ်ပါတယ်အဲ့ဒါကြောင့်မလို့ကျမရေးရဆိုလို့ရှိရင်အမ်လက်ရှိမှာကျမရေးဘာမှ true ကြပေါ့နော်ဖြစ်မနေဘူးဆိုလို့ကျမရေး true ကြ true ရေးမနေဘူးဆိုလို့ရှိရင်တော့ကျမရေးရတော့ဆက်ပြီးတော့ကောင်းသွားမယ်တကယ်လို့လက်ရှိမှာကျမရေးမကောင်းနေတဲ့သူဆိုလို့ရှိရင်တော့အအကိုတို့မို့အဖေ လုံးမလို့ရှိရင်လည်းပတ်စံရှိရတရားစီရပေါ့နော်အဝေးခြေပန်းဆိုင်ရာကုညီရမယ်ပေါ့နော်ကျမရဲ့အတွက်ကုညီရဖြစ်ပါလိမ့်ရှင်ဒါကတော့ပမာဆုံးနေတဲ့ကျမရဲ့ကုချီပေးခဲ့ရဖြစ်ပါလိမ့်ရှင်သူရိုင်းလာကကုချီစီရောကျမရဲ့ကလာမဲ့ future မှာဆိုရင်ရောဘာညာစစ်ဖြစ်သွားနိုင်လဲကြားလင်းသွားနိုင်လဲဆိုတာကိုကြည့်ကြည့်ရအောင်အဲ့ကျူရီယာကကတော့ဗာလဲဆိုတော့ ကျမရေးတွေရဲ့ဒီမှာက living moving ဖြစ်သွားတဲ့ကြောင့်ကျမရေးတွေကတော့ပျောက်သွားတယ်ပေါ့နော်လက်ရှိကိုမှရှိတဲ့ယောဂတွေကပျောက်သွားမယ်ထောက်ခေါက်သွားမယ်လို့ပြောလို့ရတယ်ဒါကြောင့်မို့ကျမရေးရတော့ပြန်ပြီးတော့ကောင်းသွားတယ်ပေါ့နော်ဘာလို့လဲဆိုတော့ကိုမှအဲ့လိုမျိုး forest တွေပါကြိုက်ခန့်ထားတယ်ဒီမို့အဖျားရေးပါကူးထားရဆိုရှင်အဖျားရေးကထောက်သွားမှာပေါ့နော်ဒါ living cat ဖြစ်တဲ့အတွက်ကြောင့်အဖျားရေးထောက်သွားမယ်အဖျားရေးပျောက်သွားမယ်ပေါ့နော်ကိုစီရကိုစီရထောက်သွားမှာဖြစ်တဲ့အတွက်ကြောင့် ဒါလည်းဟိုယောဂပွဲထွက်သွားရင်တော့ကောင်းတာပေါ့နော်။ကြည့်လို့ငွေကြေးမေးပြီးတော့သွားရပြီ။ငွေကြေးတွေငွေကလုံးကိုယ့်စီရထွက်သွားမှဆိုတော့မကောင်းဘူးပေါ့နော်။ဒါပေမဲ့ကျမရေးရတာဒီမှာယောဂပိုးတို့မကောင်းတဲ့အရာတွေပေါ့နော်။တစ်ခုခုကထွက်သွားမှဖြစ်တဲ့အတွက်ကြောင့်ကိုယ့်စီမှာမရှိတော့တဲ့အတွက်ကြောင့်ကောင်းတယ်လို့လို့ပြောလို့ရတယ်။အဖျားကြီးပဲကူထားရဆိုလို့ရှိရင်အဖျားကြီးထွက်သွားမယ်အဖျားကြီးပြောက်သွားမယ်ပေါ့နော်။အဲ့လိုပြောလို့ရတယ်။ ဒါကတော့ جماعه account နဲ့တူဆိုလို့ရှိမှာเนาะ جماعه account တူဆိုလို့ရှိနေတယ်ပဲအဲ့လိုမျိုးယောဂပွဲကိုခက်ရဘူးအဆင်ပြေနေတယ်ပြီးတော့အဲ့လိုမျိုးအာကိုမတိပဲမယ်ပေါ့เนาะကိုကတော့ جماعه account နဲ့ဒါပေမဲ့လည်းပဲကိုမတိနိုင်ဘူးပေါ့เนาะအဲ့လိုမျိုးတစ်ခုခုအာကူးဆက်ထားတယ်ကိုမတိအောင်ကူးဆက်ထားတယ်ဆိုလို့ရှိနေတယ်ပဲအဲထွက်သွားနိုင်မယ်ဒါဘို့လို့ရှိရင်ယောဂပွဲကိုစီမှာ ကိုယ်စီဘုံမလာပဲနဲ့ကူးမလာဘူးပေါ့နော်။လောကရဲ့ပိုးရိပ်ပိုင်းကူးမလာဘူး။နောက်ပြီးတော့ကျမကြီးလည်းပဲချိုးတဲ့မှုတွေရှိမနေဘူးပေါ့နော်။ကျမကြီးကလက်ခုဖြစ်နိုင်တယ်။ကျမကြီးမကောင်းနေရတူဆိုရှင်ပြန်ပြီးတော့ကျမကြီးပြန်ကောင်းလာမယ်။ကျမကြီးကောင်းနေပြီသားဆိုလို့တူဆိုလို့ရှိရင်လည်းအနာဂတ်မှာကျမကြီးဆိုးလာဖို့မရှိဘူး။အခုရက်ခုလိုမျိုးပဲပေါ့နော်။ကျမကြီးဆက်ပြီးတော့မှကောင်းတော့ရှိပါတယ်ရှင်။ ဒါဆိုလို့ညစွန်တကန်းနေနေပေါ့နော်ကျမရေးရဲ့ဒီ long term ကျမရေးတစ်ခုနေနေပေါ့နော်ဗာရီညာအာတူတူစရာရှိလဲပေါ့နော်အဲလေးကိုကြည့်ပေးပါမယ် long term ကျမရေးရာတော့ပြောလဲဆိုတော့ဒီမှာ Microsoft ရတဲ့အတွက်ကြောင့်ကျမရေးတရတော့အာအဓိကအဖြစ် long term ကိုမိလဲရတဲ့ကြောင့် long term ဝင်ဖြည်းပြီးသွားတယ်ပေါ့နော်ဗာပြောလဲဆိုတော့ကျမရေးရာရဲ့ long term ပေါ့နော်အခုမှဖြစ်တဲ့ ကျမရည်မဟုတ်ဟိုးရည်တွေကဖြစ်နေတဲ့ကျမရည်ဘလို့ကျမရည်တွေကိုဘူးဆိုင်ဖို့လိုရလဲဆိုလို့ရှိရင်ဒီနှလုံးရောဂါပေါ့နော်အဲအမောပတ်မှုကိုမခံစားနိုင်တဲ့ယောဂအမျိုးပေါ့အဲဆိုရင်နှလုံးရောဂါလည်းဖြစ်နိုင်တယ်နှလုံးတကြောချင်းယောဂနှလုံးနဲ့နှလုံးနဲ့တက်ဆိုင်တဲ့ယောဂတွေပေါ့နှလုံးတကြောချင်းနှလုံးတကြောချင်းအဲလိုမျိုးပေါ့နော်ဘလို့ရှိနှလုံးယောဂနော်အဲ့ဒါတွေကဆိုလို့ရှိရင်ဒီမောပန်းခြင်းနဲ့ပတ်သက်တဲ့ယောဂတွေဖြစ်တယ် မောမခလနာမျိုးပေါ့နော်ဒါကြောင့်မလို့ကျမကြီးမှာဆိုလို့ရှိရင်လုံးကိုသတိထားဖို့တလိုအပ်တယ်ပြီးလို့ရှိရင်အဆုတ်ကိုပေါ့နော်အဆုတ်ကိုလည်းပဲသတိထားဖို့တလိုအပ်တယ်ပြီးတော့အဲ့လိုမျိုးအရင်ပြန်မနှွက်လိုက်တဲ့အလုပ်တွေကိုသူကမလုပ်ဖို့ကြတော့တားထားတယ်ပေါ့နော်အရင်ပြန်မခတ်မှုတလိုအပ်ဒါကြောင့်မလို့ဒီကာလာတွေမှာဆိုလို့ရှိရင်အကစားအပြင်းထန်လုပ်တာတွေကိုသတိထားဖို့လိုအပ်တယ်ရှောင်ရှားဖို့လိုအပ်တယ်လို့မြင်ပါတယ်နောက်ပြီးလို့ရှိရင် လေထန်လေလေရောက်ဖြစ်တော့မယ်လေထန်လေထန်နဲ့အတက်ကြောက်တော့ပါလေဆိုအဲ့လိုမိုးတဲအချိန်ဒီမှာဆိုလို့ရှိရင်မိုးမိခံလို့မရဘူးเนาะမိုးတွေပိုင်းမမိခံနဲ့အဲ့ဒါဆိုအအေးမိလိုက်တယ်ပေါ့เนาะအကြမ်းမလို့လေထန်အ sorry လေထန်လားမဟုတ်လေထန်လားလေထန်နဲ့အတက်ကြောက်အဲ့လိုမျိုးအဲအေးမိတာနှာစီးတာတော့အလိုမျိုးမိုးရည်နဲ့ပတ်သက်တဲ့ယောဂါကြီးဖြစ်နိုင်တယ်။အဲကြောင့်မလို့အတန်တန်ဆုံးကတော့ မိုးရွာနေချိန်မှာပြင်ပထတာအကောင်းဆုံးမှာပေါ့နော်မိုးပြီးမှဆိုရတဲ့ကြောင့်ပါဒါလို့မိုးပြီးရွာနေချိန်ရှိရဆိုလို့ရှင်တိလေးဆောင်းသွားတာမျိုးပါလက်တက်နေပေါ့ထီလိုမိုးကတော့ဆောင်းသွားတဲ့မှာနေနောက်ပြီးတခါကြာလို့ရှိအဲ့လိုခုကပါဆိုတော့ဒရကြီးရပေါ့နော်ကျမကြီးရတဲ့စုံနေပြီးငါခုတော့ပေါ့ဒါကြီးအကုန်လုံးကအမြဲတမ်းရှောင်ရမယ်ကျမကြီးပေါ့နော်နောက်တစ်ခုကပါဆိုတော့အဲ့ဒီဒရကြီးရပေါ့စစ်လိုက်မှပါလုတ်ပြီးတော့မှအဲ့လိုမျိုးမောပန်းအဲ ဒေါ်လာထွက်တာဒေါ်လာဒေါ်လာတွေအလုံးကြီးရပါဒေါ်လာကြီးပြီးတော့မှကိုယ့်ကိုဒုက္ခအောင်အလုံးကြီးရပါအဲ့လိုမျိုးလေဒေါ်လာကြီးတွေရိုက်ခွဲလိုက်တဲ့အခါမှာကိုယ့်ကိုပြန်ပြီးတော့မှရှာသွားတာလို့နော်ဘာလို့ပေါ့နော်မြန်ကိုလက်တီးနဲ့ထိုးလိုက်တာဒေါ်ရစီမီလက်တီးနဲ့ထိုးလိုက်တဲ့အချိန်မှာကိုလက်နာသွားတာမျိုးလို့နော်အဲ့ဒါတည်းရဆိုလို့ရှိရင်ခလုတ်တိုင်းမီလို့အဲ့ ခလုံးတိုင်းမိတဲ့ခုံကိုချောင်းနဲ့ကန်တာမျိုးလိုဒါရီယာဆိုလို့ရတော့ကြည်လို့ကိုကနေပြီးတော့မှပြန်ခံစားရတဲ့ဝေဒနာတွေပေါ်လာတော့အများနဲ့လောင်းထန်အကြာကြီးကိုသတိထားမယ်ယောဂါဖြစ်ပါတယ်။မှတ်လို့ပြပြောရမယ်ဆိုလို့ရှိရင်ပြန်သတိရအောင်ပေါ့နော်။ repeat ပြန်လို့ပြောပြန်ပြီးပြောရမယ်ဆိုလို့ရှိရင်တော့ပထမဆုံးကနှလုံးယောဂါလုံးနဲ့ဆက်ဆိုင်တော့နှလုံးသွေးကြောချင်းယောဂါတွေပါတယ်ပေါ့နော်။အဲ့ဒါတွေကိုသတိထားဖို့တော့လိုအပ်တယ်။ ။နောက်ပြီးလို့ရှိရင်အဲမိုးရည်ဒီဒီပိုင်းမှာဆိုလို့ရှိရင်မိုးအကမပါဘဲနဲ့ဒီမထရိုင်မျိုးမလုပ်တင်ဘူးပြောလို့ရပါရဲ့နော်။အခုကပါဆိုဆက်လိုက်မပါမလုပ်တင်ဘူးပေါ့နော်အဲ့လိုမျိုးအဆက်လိုက်မပါမလုပ်တတ်မလုပ်တင်ဘူးပေါ့နော်အဲ့လိုမျိုးဒေါရကြီးရပါရင်မလုပ်ဒေါရကြီးရပါရင်နဲ့ အဲဒရတ်တွေပါရင် short ပေါ့နော်ဒရတ်တွေပါရင်ကြီးရဲ့ဆိုလို့ရှိရင်ကိုယ့်ကိုပြင်ပြီးတော့မတိခါလုပ်နိုင်တတ်တယ်ဘယ်လိုခေါ်ကြအဆုပ်ပေါ့နော်အဆုပ်နဲ့ပတ်သက်တဲ့ယောဂတွေအအသက်ရှူလမ်းကြောင်းယောဂတွေပါရင်ပေါ့အဲ့ဒါလည်းဖြစ်တတ်တယ်သူကလေပါရင်တော့လေအသက်ရှူအသက်ရှူရတဲ့အပိုင်းတွေမှာအလိုမျိုးယောဂဖြစ်တိုင်းမျိုးလည်းဖြစ်တတ်ပါတယ်ဆိုတော့ခါကြတော့တနိုင်ဆုံးကတော့အိမ်မှာ အဲယောဂလေးဆိုလို့ရှိရင်မွေးထားနေပေါ့နော်တတိုင်းဆုံးမြန်ဆုံးဆေးတွေပိုင်းတောက်ပြီးတော့မှပြန်လဲပြီးတော့မှကောင်းမွန်လာအောင်လုပ်တင်တယ်ဒါကတော့အမြဲတည်းသတိထားမယ်ယောဂရဲ့တကယောဂငါးခုပြောတာဖြစ်ပါတယ်ရှင်